တော်တော်လေးချမ်းသာကြွယ်ဝတဲ့နောက်ခံကိုပိုင်ဆိုင်ထားတဲ့ကိုရီးယားနိုင်ငံလူမျိုးသား K-pop idol GI Day ဖွဲ့ရဲ့ထိုင်းလူမျိုးအဖွဲ့ဝင်ဖြစ်တဲ့မင်းနီယာမကြသေးခင်တုန်းကရှိုးတစ်ခုမှာသူ့ရဲ့အော်ဆရာကောင်းတဲ့မိသားစုနောက်ခံကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ မင်းကြီးကအရှင်ကလေးကဇန်နရီမိသားစုကနေဆင်းသက်လာတယ်ဆိုတာကိုပရိသတ်တွေသိထားကြပြီသားဖြစ်ပါတယ်။သူမကထိုင်းနိုင်ငံအိမ်မှာကိုပိုင်ဂျင်တခုတည်တံထားရှိတဲ့အပြင်အိမ်ဟာထိုင်းနိုင်ငံရဲ့အမိတံပိုးမြင့်တဲ့နေရာမှာရှိနေတာဖြစ်ပါတယ်။တအားဖြင့်မင်းကြီးကမိဘတိုင်းဝိုင်းတော်တော်လေးချမ်းသာကြွားရမိသားစုတွေဖြစ်တယ်။သူ့ရဲ့ဖိုးဖွားတွေကထိုင်းနိုင်ငံအတွင်းကနာမည်ကြီးဟိုတယ်တခုကိုပိုင်ဆိုင်ကြပါတယ်။တအားဖြင့်သူ့အတော်ဝါဆိုရင်တော့ ခိုင်းနိုင်ငံတောင်ပိုင်းဘရင်မျိုးနွယ်စုတခုရဲ့မျိုးရိုးလေးဖြစ်ပါရယ်။မင်းနီးရဲ့အဖေဖြစ်သူကလည်းထိုင်းနိုင်ငံရဲ့နာမည်ကြီးဖန်တခုမှအလုပ်လုပ်ခဲ့ပြီးတော့အခုဆိုရင်ထိုင်းနိုင်ငံ YMCA ရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတာဖြစ်ပါရယ်။အမှန်တော့မင်းနီးရဲ့ချမ်းသာတဲ့နောက်ခံတိုင်းဝိုင်းဟာအရင်ကတည်းက TMI ဆိုတဲ့ show တခုမှပေါ်ထုတ်ပြသထားပြီးသားလေးဖြစ်ပါရင်ဗီဒီယိုလေးအဆုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။